မင်္ဂလာပါခင်ဗျာ11ရုပ်တန်ရေနိုဝင်ဘာလ24ရက်နေ့မနက်ခင်းသတင်းစီစဉ်ထိုင်းထုံးလမုတ်ကနေပြီးတော့ကြိုလိုက်ပါရစေဒီကနေ့မှာတက်ဆက်ပြီးသွားမယ့်သတင်းတွေကတော့ရွှေကုတ်ကူမြို့တက်မှာရှိတဲ့ online လေလံမှုကြားဖြတ်လုပ်ငန်းတွေကနေတင်စီရမိတဲ့လက်ကင်ဖုန်း2000ကျော်နဲ့ကွန်ပျူတာ3000ခန်းကိုလမ်းကျဆက်နဲ့ဖျက်ဆီးတဲ့ဆိုတဲ့သတင်းတရုတ်နိုင်ငံရဲ့နေမြေတီတန့်ခိုင်မြဲမှုနဲ့အချုပ်ချာအာဏာပိုင်ဆိုင်မှုအပေါ်ကာကွယ်ခြင်းကိုအစဉ်အမြဲထောက်ခံရည်တည်လျက်ရှိကြောင်း မြို့သားကာကွယ်ရေးနဲ့လူညုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူပြောကြားတဲ့ဆိုတဲ့သတင်းပေါ်ဆန်းဆန်စီနှုံတည်ငြိမ်ရေးအတွက်နိုဝင်ဘာလ26ရက်နေ့ကစပြီးအင်ရောက်ဖို့စနစ်နဲ့ရောင်းချပေးမယ်ဆိုတဲ့သတင်းအချိန်60မြောက်မြန်မာကြောက်မြေယတနာပြပွဲစက်ထမနေ့မှာကြောက်စင်းအတွဲပေါင်း816တွဲရောင်းချနိုင်ခဲ့တယ်ဆိုပြီးသတင်းအစိုက်စိုက်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ရွှေကုတ်ကိုမြို့တက်မှာအွန်လိုင်းလည်လည်မှုကြောက်ဖြန့်လုပ်ငန်းတွေကနေတင်စီရရှိတဲ့လက်ကင်ဖုန်2000ကျော်နဲ့ကွန်ပျူတာ3000ခန့်ကိုလမ်းကြိတ်ဆက်နဲ့ဖြတ်စည်းတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ကေဘီနယ်မြောက်ရီမြို့မြောက်ဘက်ရွှေကုတ်ကူမြိုင်မြို့တက်မှာနိုင်ငံတော်တောင်ရှိသူတွေနဲ့ BGF ပူးပေါင်းဖွဲ့တို့ဟာအွန်လိုင်းလည်လည်မှုလုပ်ငန်းတွေကိုနိုဝင်ဘာလ18ရက်နေ့ကစပြီးနှိမ်နှင်းရှင်းလင်းလျက်ရှိရာအဲ့ဒီလုပ်ငန်းတွေကနေတင်းစီရရှိတဲ့လက်ကင်ဖုန်း2000ကျော်နဲ့ကွန်ပျူတာ3000ကန်ကိုနိုဝင်ဘာလ22ရက်နေ့မွန်းလပိုင်းကလမ်းကြိတ်ဆက်နဲ့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကိုအများဆုံးအခြေချလောက်ကင်လျက်ရှိကြတဲ့ရွှေကုတ်ကုန်နယ်မြေနဲ့ KK Park နယ်မြေများ၌လုံခြုံရေးတပ်ဖွဲ့ဝင်များအုပ်ချုပ်ရေးအဖွဲ့အစည်းများဟာနယ်မြေကန်တာဝန်ရှိသူများနဲ့အတူပူးပေါင်းဆစ်စင်ရေးအဖွဲ့များဖြင့်တရားမဝင်လုပ်ငန်းများဆောင်ရွက်ခြင်းနဲ့တရားမဝင်ပြပနိုင်ငံသားများအခြေချနေထိုင်ခြင်းမရှိစေရေးဝင်ရောက်ရှင်းလင်းခြင်းတရားမဝင်အဆောက်အုံများအားဖြိုချဖျက်ဆီးခြင်းများဆက်လက်ဆောင်ရွက်ခဲ့ရာယနေ့အထိမြရီမက်ထော်တလေး KK Park နယ်မြေအတွင်းရှိတရားမဝင် င်အဆောက်အုံများကိုစနစ်တကျဖြိုချဖျက်ဆီးခြင်းနှင့်ရွှေကုတ်ကုန်းမျိုးအတွင်၌အွန်လိုင်းလောင်းကစားမှုအွန်လိုင်းလိမ်လည်မှုများကျူးလွန်ခဲ့ကြတဲ့ပြည်ပနိုင်ငံသားများကိုလည်းထပ်မံဖော်ထုတ်ထိမ့်သိမ့်နိုင်ခဲ့ကြောင်းသိရပါသည်။ မြရီမက်ထော်တလေး KK Park နယ်မြေအတွင်းအွန်လိုင်းလိန်လယ်လောင်းကစားမှုများကျူးလွန်ရတဲ့အသုံးပြုခဲ့တဲ့အဆောက်အုံ635လုံးရှိတဲ့အနက်နိုဝင်ဘာလ22ရက်က10လုံးကိုဆက်လက်ဖြိုချဖျက်ဆီးခဲ့ရာနိုဝင်ဘာ22ရက်ထိတရားမဝင်အဆောက်အုံ206လုံးဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်းနဲ့ကြန့်ရှိနေသေးတဲ့တရားမဝင်အဆောက်အုံများကိုဆက်လက်ဖြိုချဖျက်ဆီးလျက်ရှိကြောင်းသိရပါဗျ။ဆက်လက်ပြီးတော့ဒေသနိုင်ငံရဲ့နေမြေတည်တံ့ခိုင်ပြင်းမှုနဲ့အချုပ်အခြာအားအား ပိုင်ဆိုင်မှုအပေါ်ကာကွယ်ခြင်းကိုအစဉ်အမြဲထောက်ခံရည်တည်လျက်ရှိကြောင်းမြို့သားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူပြောကြားဆိုတဲ့ကိုတက်ဆက်ပြပါမယ်။ဒေဝနိုင်ငံရဲ့နေမြေတည်တံ့ခံမြင်မှုနဲ့အချုပ်ချာအာဏာပိုင်ဆိုင်မှုပေါ်ကာကွယ်ခြင်းကိုအစဉ်အမြဲထောက်ခံရည်တည်လျက်ရှိကြောင်းမြို့သားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စော်မင်းထွန်းကပြောကြားပါရစေ။ ဂျပန်ဝန်ကြီးချုပ်ဤထိုင်ဝမ်ရေးနဲ့ပတ်သက်ပြီးပြောကြားချက်အပေါ်မီဒီယာများ၏မေးမြန်းချက်များအားပြန်လည်ဖြေကြားရမှာဗိုလ်ချုပ်ဇော်မင်းထွန်းကအထက်ပါအတိုင်းထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။ငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်ရေးမူကြီး၅ချက်ရဲ့ပထမချက်ပါအတိုင်းတရုတ်နိုင်ငံရဲ့နယ်မြေတည်တံ့ခိုင်မြဲမှုနဲ့အချုပ်ချာအာဏာပိုင်ဆိုင်မှုအပေါ်မှာမြန်မာကလေးစားပြီး၎င်းအချက်ပေါ်ကာကွယ်ခြင်းကိုမြန်မာကအစင်မြဲထောက်ခံရည်တည်လျက်ရှိပါတယ်လို့ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားပါတယ်။ ဂျပန်ဝန်ကြီးချုပ်သိဤထိုင်ဝမ်ရင်းနဲ့ပတ်သက်ပြီးပြောကြားချက်များကိုနိုင်ငံတကာမီဒီယာများ၌တွေ့လိုက်ပါကြောင်း၎င်းကိစ္စနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံအစိုးရသည်တရုတ်နိုင်ငံ၏တရုတ်တနိုင်ငံရဲ့မူဝါဒကိုခိုင်မာစွာထောက်ခံရည်တည်လျက်ရှိပါကြောင်း ဘူဂျုံစောမင်းထွန်းကပြောကြားပါတယ်။ဘူဂျုံစောမင်းထွန်းကတရုတ်တနိုင်ငံနဲ့မူဝါဒအပေါ်မြန်မာနိုင်ငံကခိုင်မာစွာထောက်ခံရည်တည်လျက်ရှိကြောင်းကိုလည်းမြန်မာနိုင်ငံယာယီသမ္မတဘူဂျုံမူကြီးမင်းအောင်လှိုင်ကတရုတ်နိုင်ငံခေါင်းဆောင်များနဲ့တွေ့ဆုံရချိန်တိုင်းမှာထပ်လောင်းအတည်ပြုခိုင်မာစွာပြောကြားခဲ့ပါတယ်လို့ပြောကြားပါတယ်။ တရုတ်မြန်မာနှစ်နိုင်ငံဟာအိန္ဒိချင်းမိတ်ဆွေကောင်းနိုင်ငံများဖြစ်ပြီးမဟာဗျူဟာမိတ်ဖက်နိုင်ငံများနဲ့အေးတူပိုများအတိုင်ဝန်းကိုတိစောက်နေသည့်နိုင်ငံများဖြစ်ကြောင်း၎င်းအချက်ပေါ်၌မြန်မာကအထူးလေးထားတန်မိုးထားပါကြောင်းဗိုလ်ချုပ်စိုးမင်းထွန်းကပြောကြားပါသည်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပေါ်စန်းစံစည်းနှုံတည်ငြိမ်ရေးအတွက်နိုဝင်ဘာလ26ရက်နေ့ကစပြီးအိမ်ရောက်ဖို့စနစ်နဲ့ရောင်းချပေးမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ပေါ်စန်းစံစည်းနှုန်းတည်ငြိမ်အတွက်နိုဝင်ဘာ26ရက်ကစပြီးအိမ်ရောက်ဖို့စနစ်နဲ့ရောင်းချပေးမှာဖြစ်တယ်လို့မြန်မာနိုင်ငံစံစဘာအသင်းချုပ်စီကလည်းသိရပါဗျ။ရန်ကုန်တိုင်းဒေသကြီးအတွင်းပေါ်ဆန်းဆန်ဈေးနှုန်းများတည်ငြိမ်မှတ်ကန်စေရေးအတွက်2025ခုနှစ်နိုဝင်ဘာ26ရက်မှစတင်ပြီးစားသုံးသူအိမ်အောင်စုများထံသို့အိတ်အကြီး108ပေါင်24ပြီအားအိမ်ရောက်ပို့စနစ် Home Delivery ဖြစ်၎င်း အိတ်အသေး30 kg 5 kg များအားရက်ကွက်များဈေးများတို့လှည့်လည်ရောင်းချမှုကို၎င်းမြန်မာနိုင်ငံစံစမားအသင်းချုပ်မြန်မာနိုင်ငံစံစမားကုန်သည်များအသင်းတို့ပူးပေါင်း၍ဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရပါသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းပေါ်ဆန်းဆန်ရွှေဘူပေါ်ဆန်းအေရီပေါ်ဆန်းတို့လောက်ဖြန့်ပြူရောင်းချနေသူများလက်လီဆိုင်များအနေဖြင့်မြန်မာနိုင်ငံဆန်စပါးကုံတယ်များအသင်းဝါရန်ကုံစီတိုင်တို့နဲ့ဆက်သွယ်ပြီးအစီအစဉ်တွင်ပူးပေါင်းပါဝင်ရန်လိုအပ်ကြောင်းမိမိတို့လက်ဝဲတို့လောက်ထားသောပေါ်ဆန်းဆန်များအားပစ္စည်းမှန်ဈေးနှုန်းမှန်အရေးသွေးမှန်စွာဖြင့်ဈေးကွက်အတွင်းသို့စင်ဆက်မပြတ်ထုတ်ရောင်းပေးရနှင့်တို့လောက်ဈေးနှုန်းမြင့်တင်ရောင်းချခြင်းများလုံးဝမပြုလုပ်ရန်အသိပေးအကြောင်းပါရှိပါသည် စီဝါရေးနှင့်ကုသရေးဝန်ကြီးဌာန၏24ရက်ဆယ်လပိုင်း2024ရက်စွဲပါအမိတ်အမှတ်82မြင်းဆောင်2024အရစီဝါရေးအလို့ငါဆန်စပါတူလောင်မှုကိုမြမဆန်စပါ online www. myro.com.mm မှာမှတ်ပုံတင်ရမှာဖြစ်၍တုံလောင်ဖြန့်ဖြူးရောင်းချသည့်လုပ်ငန်းများအနေနဲ့ MIRO စနစ်တွင်မှတ်ပုံတင်ရန်ကုံရကုံထောကုံလက်ကျန်စင်းများကိုလဆင်လဆန်းတရနေ့မှခုနှစ်ရက်နေ့အတွင်းစည်ရင်ထက်သွင်းရန်တို့အားမပြတ်မကွက်လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်းထပ်မံ၍အတိပေးပါရလို့မြန်မာနိုင်ငံဆန်သမားအတင်းချုပ်ကထုတ်ပြန်ပါသည်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အကြိမ်60မြောက်မြန်မာကျောင်းမေတ္တာပြပွဲ17နှစ်မှာကျောင်းစင်းရဲ့တွဲပေါင်း916တွဲရောင်းချနိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အကြိမ်60မြောက်မြန်မာကျောက်မိုက်ရနာပြပွဲစက်တမနေ့မှာကျောက်စင်းအတွဲပေါင်း936တွဲကိုရောင်းချနိုင်ခဲ့တယ်လို့သိရပါတယ်။ 2025ခုနှစ်အကြိမ်60မြောက်မြမကြောင်မြေရေတနာပြပွဲဆက်ထမနေကိုနိုဝင်ဘာ22ရက်ကနေပြီးတော့ရှိမနိရေတနာကြောင်စိန်ခမ်းမ၌ဆက်လက်ကျင်းပရာနနက်ပိုင်းမှစတင်၍ပြည်တွင်းပြည်ပရေတနာကုန်သည်များဟာမနိရေတနာကြောင်စိန်ခမ်းမအတွင်းနှင့်ခမ်းမအပြင်ဘက်တတ်မှတ်နေရာများအလိုက်ခင်းကျင်းပြသထားတဲ့ကြောင်စိန်အတွင်းများကိုစိတ်ကြိုက်လေးလာကြည့်ရှုကြကြောင်းသိရပါတယ်။ဆက်ထမနေပြပွဲတွင်အုပ်စုအင်းနှင့်ပြီးတော့မှကြောင်စိန်အတွဲပေါင်း1000အနက်ကြောင်စိန်အတွဲပေါင်း816တွဲကိုပြည်တွင်းပြည်ပရေတနာကုန်သည်များ အားအိတ်ဖွင့်တင်တာစနစ်ဖြင့်ရောင်းချခဲ့ရကြောင်းသိရပါဗျ။ဒါပြင်ပြပွဲတရမနေတွင်ရောင်းချမဲ့ကြောက်ဆိုင်အတွက်အမှတ်2000မှ2900အထိကိုပြည်တွင်းပြည်ပရေးသနာကုန်တယ်များကကြီးစုစစ်ဆေးကြပြီးဈေးနှုန်းပေးသွင်းလွှာများကိုသက်ဆိုင်ရာတင်တာပုံများအတွင်ထည့်သွင်းကြကြောင်းအဆိုပါဈေးနှုန်းတင်သွင်းလာများကိုတာဝန်ရှိသူများကညနေပိုင်းတွင်ဖွင့်ဖောက်စစ်ဆေးပြီးရောင်းချရသည့်ကြောက်စိမ့်တွဲများကိုနိုဝင်ဘာ23ရက်နေ့နက်ပိုင်းတွင်ကျင်းပခဲ့ကြောင်းသိရပါသည်။ 2025ခုနှစ်အကြိမ်60မြောက်မြမကြောင်းမြေရတနာပြပွဲကိုနေပြီးတော့ရှိမဏိရတနာကြောင်းစိန်ခမ်းမ၌နိုဝင်ဘာ18ရက်မှ26ရက်ထိကျင်းပနေခြင်းဖြစ်ပြီးပြပွဲအတွင်ပလဲအတွဲပေါင်း443တွဲကြောင်းမြေအတွဲပေါင်း68တွဲကိုပြည်တွင်းပြည်ပရတနာကုန်သည်များအာရောင်းချပေးနိုင်ခဲ့ကြောင်းသိရပါသည်။ဒါ့အပြင်ပြပွဲတွင်အုပ်စု AB နှင့် C တို့မှကြောင်းစိန်အတွဲပေါင်း9085တွဲကိုနေရန်အလိုက်ပြည်တွင်းပြည်ပရတနာကုန်သည်များအာအိတ်ဖွင့်တင်တာစနစ်ဖြင့်ရောင်းချပေးလျက်ရှိရာ ပြပွဲပြင်ဆင်မှနေတွင်ကြောက်စိမ့်အတွဲပေါင်း1000နဲ့ကြောက်စိမ့်အတွဲပေါင်း954တွဲကို၎င်းပြပွဲဆက်ထမနေတွင်ကြောက်စိမ့်အတွဲပေါင်း1000နဲ့ကြောက်စိမ့်အတွဲပေါင်း916တွဲကို၎င်းရောင်းချပေးနိုင်ခဲ့ပြီးကြန်ရှိသည့်ကြောက်စိမ့်အတွဲပေါင်း3085တွဲကိုနိုဝင်ဘာ26ရက်နေ့နေပြီးတော့ရှိမနိယေသနာကြောက်စိမ့်ခန်းမ၌ပြည်တွင်းပြည်ပယေသနာကုန်သည်များအားဆက်လက်ရောင်းချပေးသွားမှာဖြစ်ကြောင်းသိရပါသည်အလဘယဒိုင်ရမနပိုင်းသတင်းစီစဉ်ကိုတက်ဆက်ပေးကြတာပဲဖြစ်ပါတယ်ကြည့်ရှုနားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ